ချစ်ချင်းကြောင့်ချစ်ချင်းဖြစ်ရတယ်ချစ်ချင်းကြောင့်မုံချင်းဖြစ်ရတယ်မုံချင်းကြောင့်မုံချင်းဖြစ်ရတယ်မုံချင်းကြောင့်ချစ်ချင်းဖြစ်ရတယ်ချစ်ချင်းအစဆင်းရဲကတဲ့လူတွေဘာဖြစ်လို့ဆင်းရဲနေရတယ်ဘာဖြစ်လို့ဒုက္ခရောက်ကြတာလဲလို့ဆိုရင်ချစ်ချင်းကြောင့်ဖြစ်ပါတယ်မြတ်စွာဘုရားလက်ထက်က တခါတယောက်ကမြတ်စွာဘုရားကိုလျှောက်တယ်။မြတ်စွာဘုရားတဲ့ဘာဖြစ်လို့ဒုက္ခတွေဖြစ်ရတာလဲ။အဲ့ဒီဒုက္ခတွေကဘာကြောင့်ချိုးရတာလဲလို့မေးတော့မြတ်စွာဘုရားကတဲ့။လွန်ခဲ့တဲ့အတိတ်ကာလတုန်းကအကြောင်းအရာတွေကိုချပြပြီးတော့မှတင့်ကိုဒုက္ခဖြစ်ခြင်းအကြောင်းဒုက္ခချုပ်ခြင်းအကြောင်းကိုဖြေမယ်ဆိုရင်တင်ကဒါလွန်ခဲ့ပြီးတဲ့အကြောင်းအရာတွေပဲဆိုပြီးမှစကားကိုယုံကြည်မှယုံမယ်တဲ့။နောက်အနာကမှဖြစ်မဲ့ဟာတွေကိုတက်တည်ပြပြီးတော့ပြောပြရင်လည်း အနာဂတ်မှာဖြစ်ပျက်မဲ့ဒုက္ခဖြစ်ခြင်းအကြောင်းဒုက္ခချုပ်ခြင်းအကြောင်းတွေကိုသင်ကအနာဂတ်ဆိုတာမသေးကြမသေးရဘူးဆိုပြီးတော့ယုံကြည်မှယုံမယ်တဲ့။ဒါကြောင့်မို့အခုလက်ရှိပြစ္ဆုတ်ပါမှာငါထိုင်နေစဉ်အတွင်းမှာပဲသင်ကိုဒုက္ခဖြစ်ခြင်းအကြောင်းဒုက္ခချုပ်ခြင်းအကြောင်းကိုတခါတည်းပဲရှင်းပြမယ်ဆိုတော့မြတ်စွာဘုရားကအဲ့ဒီမှာမေးပါတယ်။တစုံတစ်ယောက်ဒုက္ခရောက်လို့သင်ဒုက္ခရောက်တာမျိုးရှိသလား။ရှိပါတယ်ဖေဟာတဲ့။ ဲတစုံတစ်ယောက်ကအကြီးကျယ်ဒုက္ခရောက်လို့တင့်မှာဒုက္ခမရောက်တံမျိုးရောရှိသလားဆိုတော့ရှိပါတယ်ဗျာအဲ့ဒါတွေကဘာဖြစ်လို့ဖြစ်ရတာလဲလို့မြတ်စွာဘုရားကမေးလိုက်တော့တပည့်တော်တစုံတစ်ယောက်ဒုက္ခရောက်လို့တပည့်တော်ဒုက္ခရောက်ရတယ်ဆိုတာကဆိုကြပါစို့ဒါကိုချစ်တဲ့သူကိုခင်တဲ့သူကိုမြတ်လို့တွေ့တာတဲ့ပုံကိုတယောက်ယောက်ကဒုက္ခရောက်သွားပြီဆိုရင်ကိုလည်းပဲထပ်တူဒုက္ခရောက်ရတယ်ဗျာ ကိုလည်းထပ်တူဆင်းရဲရတယ်ပေါ့အဲတခြားတစုံတစ်ယောက်ကဒုက္ခရောက်ကြတယ်ဒုက္ခတွေတွေ့ကြတယ်ဥမာဘာဒုက္ခမှမဖြစ်ဘာဆင်းရဲဒုက္ခမှမရောက်ဘူးဆိုရင်အဲ့ဒါဘာဖြစ်လို့လဲလို့ဆိုတော့အဲ့ဒီပုံကိုယ်ကြီးရဲ့အပေါ်မှာတပိတော်ဒီညံ့လို့တွေ့တာခင်မင်ခြင်းတန်ရုံးစဉ်ဖြစ်ခြင်းမရှိတဲ့အတွက်သူတို့နဲ့ပတ်သက်ပြီးတော့တပိတော်ဘာမှခံစားစရာ အကြောင်းမရှိလို့ပဲဘုရားလို့အဲ့ဒီတော့ဖြေလိုက်ပါတယ်အဲ့ဒီမှာမြတ်စွာဘုရားကဒကာကြီးဒကာကြီးမေးတယ်ဘာဖြစ်လို့ဒုက္ခ ရှေ့ရတာလဲဘာဖြစ်လို့ဒုက္ခတွေချုပ်ရတာလဲဆိုတာတခါကြီးပဲဖြည့်ပြီးသားဖြစ်သွားပြီတဲ့မှန်တယ်လေအဲဘုံဘုံတို့တွေဓမ္မမိတ်ဆွေတို့တွေဆင်းရဲဒုက္ခတွေရောက်ကြရတယ်ဆိုတာအဲ့ဒီတစုံတရာကိုချစ်ခင်မြတ်လို့တွေ့တာတတ်မဲ့မိလို့တန်ရောစဉ်ဖြစ်မိလို့သူ့အတွက်နဲ့ကိုကဆင်းရဲဒုက္ခရောက်ကြရတာတကယ်လို့အဲ့ဒီပုံကိုယ်တွေကိုကိုကချစ်ခင်ခြင်းမြတ်လို့ချင်းတွေ့တာချင်းတန်ရောစဉ်မဖြစ်ဘူးဆိုရင်အဲ့ဒီပုံကိုယ်တွေနဲ့ပတ်သက်ပြီးတော့ကိုမှာဆင်းရဲဒုက္ခရောက်เสีย အကြောင်းမရှိဘူးမြတ်စွာဘုရားကအဲ့ဒီမှာဖြေပါတယ်မြတ်စွာဘုရားကပြန်ပြောတယ်ယန္တုတဲ့ချစ်ချင်းကြောင့်ချစ်ချင်းဖြစ်ရတယ်ချစ်ချင်းကြောင့်မုံချင်းဖြစ်ရတယ်မုံချင်းကြောင့်မုံချင်းဖြစ်ရတယ်မုံချင်းကြောင့်ချစ်ချင်းဖြစ်ရတယ်ဒါကဘာကိုဆိုလိုတာလဲလို့ဆိုရင်အဲချစ်ချင်းကြောင့်ချစ်ချင်းဖြစ်ရတယ်ဆိုတာကဆိုကြပါစို့ကိုအရန်ချစ်တဲ့ကိုရဲ့သားသမီးလေးတွေကိုတခြားသောပုံကိုတူးတယောက်ယောက်က လည်းသူတို့တာသမီလေးတွေလိုပဲချစ်ကြတယ်ခင်ကြတယ်ကူညီပေးကြတယ်စောင့်ရှောက်ပေးကြတယ်ဆိုရင်ကိုကအဲ့ဒီပုံကိုယ်တွေကိုအလိုလိုနေရင်းနဲ့ချစ်ပြီးသားဖြစ်သွားတယ်။ဒါကြောင့်မို့ချစ်ချင်းကြောင့်ချစ်ချင်းကြည့်ရတယ်။ချစ်ချင်းကြောင့်မုံချင်းဖြစ်ရတယ်ဆိုတာကိုချစ်တဲ့ပုံကိုယ်တွေကိုကိုခင်တဲ့ပုံကိုယ်တွေကိုကိုမြန်နိုးတွေ့တာတဲ့ပုံကိုယ်တွေကိုအစုံတဦးကနေပြီးတော့မှဘေးကနေအပြစ်ပြောလာတဲ့ဝေဖန်လာတဲ့ပုတ်ခတ်လာတဲ့တိုက်ခိုက်လာတဲ့ဆိုရင် ိုချစ်တဲ့သူကဒီလိုလောက်ရကောင်းမလားဆိုတဲ့အတွက်အဲကြောင့်မို့ချစ်ချင်းကြောင့်မုံချင်းပြန်ဖြစ်ပြန်ရတယ်နောက်နံပါတ်3ကမုံချင်းကြောင့်မုံချင်းဖြစ်ရတယ်တဲ့ကိုမုံနေတဲ့ပုံကိုကိုကြည့်မရတဲ့ပုံကိုကိုတစုံတစ်ယောက်ကနေပြီးတော့မှအဲကူညီပေးတယ်စောင့်ရှောက်ပေးတယ်သူ့အကျိုးစီးပွားတွေအောင်မြင်အောင်ကြီးပွားအောင်တိုးတက်အောင်လုပ်ပေးတယ်ဆိုရင်အဲ့ဒီပုံကူကိုကိုကအလိုလိုနေရင်းနဲ့ မြင်ကလာတယ်ကြီးမရတော့เนาะဒါကြောင့်မို့ကိုမုံတဲ့ပုံကိုယ်တွေကိုအကျိုးစီးပွားတွေလုပ်ပေးတာမို့လို့သူ့ကိုမုံချင်းကြောင့်မုံချင်းဖြစ်ရတယ်မုံချင်းကြောင့်ချစ်ချင်းဖြစ်ရတယ်ဆိုတာကိုမုံနေတဲ့ပုံကိုယ်ကိုကြီးမရတဲ့ပုံကိုယ်ကိုကိုနဲ့ရံပြစ်ထားတဲ့ပုံကိုယ်ကိုเนาะအဲ့ဒီပုံကိုယ်တယောက်ကလည်းပဲမကျင်납ဘူးဝိပန်းနဲ့ပြပြောတဲ့တိုက်ခိုက်တဲ့သူ့အကျိုးစီးပွားပြပြအောင်လုပ်တယ်ဆိုရင်ကိုက အဲ့ဒီပုံကိုမုံနေတာဖြစ်တဲ့အတွက်မုံခြင်းကြောင့်အဲ့ဒီတိုက်ခိုက်ဝေဖန်တဲ့တခြားတစုံမြောက်သောပုံကိုကိုချစ်ချင်းဖြစ်ရတယ်။ဒါကြောင့်ကိုလောကကြီးမှာဆင်းရဲဒုက္ခတွေရောက်နေကြတယ်ဆိုတာဘာဖြစ်လို့လဲ။အဲ့ဒီချစ်ချင်းမုံခြင်းကြောင့်ဒုက္ခဆင်းရဲရောက်နေကြရတာဖြစ်ပါတယ်။ချစ်ချင်းကြောင့်ချစ်ချင်းဖြစ်တဲ့ချစ်ချင်းကြောင့်မုံခြင်းဖြစ်တဲ့မုံခြင်းကြောင့်မုံခြင်းဖြစ်တဲ့မုံခြင်းကြောင့်ချစ်ချင်းဖြစ်တာလည်းရှိပါတယ်။ အဲကြောင့်မို့ဆင်းရဲအဆချစ်ချင်းကတဲ့ဒါလေးကိုလိုက်နာကြံသုံးပြီးတော့မှဆင်းရဲဒုက္ခတွေကလွတ်မြောက်နိုင်ကြပါစေခင်ဗျာအားလုံးပဲတော့ကကင်းဝေးပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကျွန်တော်ကိုချင်းစာတတ်ပါပြီကိုချင်းစာတတ်ပြီလားပေါ့ကိုချင်းစာတယ်ဆိုတာကကိုကိုတိုင်းဟိုသူ့နေရာကိုရောက်ဖူးတဲ့သူမှသာနေရင် ိုရင်းစာနိုင်ကြတာဖြစ်ပါတယ်။သူ့ရဲ့နေရာကိုမရောက်ဘူးပဲနဲ့သူ့ရဲ့ဒုက္ခကိုမခံဘူးပဲနဲ့သူ့ရဲ့ဆင်းရဲကိုမကြုံတွေ့ဘူးပဲနဲ့ကိုချင်းစာတယ်ဆိုတာအပေါ်ယံကိုချင်းစာနည်းမျိုးပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကိုချင်းစာတတ်ပြီလား။ကိုချင်းစာတရားနဲ့ပတ်သက်လို့အိန္ဒိယနိုင်ငံမှာတော်တာတော်တာမဝယ်မလဲနဲ့ဝင်ရှုပ်တဲ့ခါမှာ အားလုံးကလည်းဒီတောသားဟာမလဲမဝဲနဲ့ပြင်းမှုကျူးလွန်နေဆိုပြီးတော့ဆန်းချုပ်ပြီးတော့ထောင်ထဲမှာထည့်ထားလိုက်ပါတယ်ဒီနေ့ရှည်လာညထည့်ထားလိုက်တာပေါ့ဗျာထောင်ရဲ့ဒုက္ခဆိုတာအားလုံးသိတဲ့အတိုင်းပဲအယံကိုပင်မအယံကိုဆင်းရဲပါတယ်လောကငရဲပေါ့ဗျာအဲလောကငရဲထဲမှာနေခဲ့ရတာဆိုတော့သူကလည်းပဲအမြဲတမ်းဒီထောင်ထဲကနေဒီအကျဉ်းထောင်ထဲကနေဒီဆင်းရဲဒုက္ခကနေ ဘယ်ချိန်များလွတ်ပါမလဲဘသူ့ကိုအကူအညီတောင်းရင်ရပါမလဲလို့သူအမြဲတမ်းပဲတွေးနေတယ်တဲ့အဲ့ဒါနဲ့ပဲအဒီမင်းသားတစ်ယောက်ပေါ့ဒါဟိုစစ်စစ်စီလုပ်တဲ့မင်းသားတစ်ယောက်ကထောင်တွေကိုလိုက်ပြီးတော့မှစစ်စီတယ်စစ်စီတဲ့ကံမှာသူ့ရဲ့ထောင်ကိုလည်းရောက်လာရော့အဲ့ဒီဒေါသကလေအဲပြပြလွားလွားသွားပြီးတော့ပြောတယ်ရှင်မင်းသားတဲ့ကျွန်တော်ကလေတဲ့ မတရားခံရတာပါဗျာကျွန်တော်မှအဖအပြစ်မှမရှိပါဘူးကျွန်တော်ရဲ့အပြစ်ကိုတည်တည်ချာချာလေးစုံစမ်းပြပါ တကယ်လို့ကျွန်တော်မှအပြစ်ရှိတယ်ဆိုရင်ကိုယ့်အပြစ်ကိုခံရတဲ့တတိမျိုးကျွန်တော်မှရှိပါတယ်ကျွန်တော်ဟာယောက်ျားပါဒါမဲ့လို့အပြစ်မရှိဘဲနဲ့ကျွန်တော်ကတော့မခံနိုင်ဘူးအဲ့ဒါကျွန်တော်ကိုမလဲမဝဲနဲ့တော်သားမို့လို့ကျွန်တော်ကိုထောင်ထဲထည့်လိုက်ကြတာအဲ့ကျွန်တော်ကအပြစ်မရှိဘဲနဲ့ခံရတာပါခင်ဗျာကျွန်တော်အပြစ်ကလေးကိုပြန်လဲပြီးတော့စမ်းစစ်ပေးပါလို့ပြောတော့ ဒီမင်းသားကလည်းပဲတနာတာနဲ့ကဲပါလို့စစ်ပေးပါမယ်ဆိုတော့သူ့ရဲ့ဖြစ်ချောင်းကုံစင်ကိုအဲပြန်ပြီးတော့ဆန်းစစ်လိုက်တဲ့ခါမှာသူ့မှာဘာအဖြစ်မှမရှိတော့သွားတွေ့ပါတယ်။ဒါနဲ့ပဲသူများဟာအဲမတရားအဖမ်းခံရတာမတရားအချုပ်အနှောင်ခံရတာဖြစ်တဲ့အတွက်ခင်ဗျားကိုကျွန်တော်တို့ဘက်ကနေမှားပြီးတော့ဖမ်းမိတာဖြစ်တဲ့အတွက်ရော်ကြီးငွေပေးပါတယ်ဆိုပြီးသူ့ကိုရော်ကြီးငွေပေးပြီးတော့မှထောင်ထဲကနေပြန်လွတ်လိုက်ပါတယ် ပြန်လွတ်လွတ်ချင်းမှာပဲအဲ့ဒီဒေါသကရွာကိုတမ်းမပြန်ပါဘူးဈေးထဲကိုသွားတယ်သူ့မှာရှိတဲ့ပတ်စံလေးတွေအကုန်လုံးကိုအိတ်ထဲထည့်ပြီးတော့မှဈေးထဲကိုတန်းတန်းမမသွားပြီးတော့ဈေးထဲမှာဗျာအဲ့ဒီမှာငှက်တွေရောင်းတဲ့ဆိုင်တွေရှိတာပေါ့လောင်ကြိုက်နေတဲ့ရောင်းတယ်လေငှက်တွေအများကြီးပဲရောင်းတယ်ကျောင်းတော့အဲ့ဒီဒေါသကကျွန်တော်တဲ့အဲ့ဒီငှက်တွေအကုန်လုံးကိုဝယ်ခြင်းနေပြောတယ် ဟိုငယ်ရောင်းတဲ့ပုံကတော့မေးတာပေါ့ခမရဘာလို့မလို့လဲပလိဆိုင်ရုံဖွက်မလို့လားပြရိုက်ဖွက်မလို့လားမေးတယ်မဟုတ်ပါဘူးဗျာတဲ့ကျွန်တော်ကိုချင်းစာတာပြီဗျာကျွန်တော်ထောင်ထဲမှာနေခဲ့ရစဉ်အချင်းချခံရစဉ်တော့ကကျွန်တော်လေးထွက်ပြေးကျင်လိုက်တာတောင်ကြီးမြောက်ကြီးနဲ့ဒီငက်ကလေးလိုပဲဗျာအခုကျွန်တော်ကိုချင်းစာရတဲ့လူဖြစ်တဲ့အတွက် ခမားမွေးထားတဲ့လောင်ကြိုင်တွေကငက်တွေကျွန်တော်အုံရောက်ပါကျွန်တော်ဝယ်မယ်အဲ့ဒီလောင်ကြိုင်တွေကငက်တွေကို အကုန်လုံးတိမ်ကျုံဝယ်ပြီးတော့မှအကုန်လုံးကိုပြန်လွတ်ပလိုက်တယ်ပြောချင်တာကကိုချင်းစာတရားဆိုတာကိုကိုတိုင်းမကြုံဘူးပဲနဲ့ကိုကိုတိုင်းဒီဆင်းရဲဒုက္ခကိုမတွေ့ဘူးပဲနဲ့ကိုချင်းစာလိုက်တာတနာလိုက်တာဆိုတာတွေကအပေါ်ယံတက်တက်ဖြစ်ပါတယ် ။ဒါကြောင့်မို့ကိုချင်းစာတတ်ပြီလားဆိုတာကိုကိုတိုင်သူ့ရဲ့နေရာကိုရောက်မှသာလေကိုချင်းစာတတ်ကြတာဖြစ်ပါတယ်။ဒါကြောင့်မို့တယောက်နဲ့တယောက်ဖေးမှကူညီပြီးတော့မှကိုချင်းစာတရားများပိုင်လိုင်ကြီးထားနိုင်ကြပါစေ။အားလုံးပဲကိုစိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ။